အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ငါတက်တာမုတ်ဖတ်တုတ်လေးသုတ်စာပြေလို့သုံးနည်းလေးကိုလာမြောက်ပေးတာပဲဖြစ်ပါတယ်ရှင်ဒီနည်းလေးဟာဆိုရင်ပြင်ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့လောရတာလို့ကုလို့သုတ်စာကြည့်ကြပါအောင်ရှင်ပထမဦးဆုံးငါတက်တာမုတ်ဖတ်တုတ်ရန်အတွက်စက်သွန်းဒီတလုံးစာကိုလည်းလေးထားပေးလိုက်ပါမယ်ရှင် မရုပ်သိစိမ်3000ခန့်ကိုလည်းလိထပေးလိုက်ပါမယ်ပြရင်တော့ဘဲတောင်ရှူကိုလည်းအခုလိုပုံစံမျိုးလေးတွေလှိထားပေးလိုက်ပါမယ်ရှင်။နာနမဲအနှဲငယ်ကိုလည်းလှိထားပေးလိုက်ပါမယ်နော်။ဒီနေရာမှာနာနမဲမကြိုက်လည်းမထည့်လို့ရပါတယ်ရှင်။ ပြီးရင်တော့သမယတိတလုံးခန့်ကိုလည်းလေးထားပေးလိုက်ပါမယ်ရှင်ပြန်တော့တဲ့ဦးပူလေးတဲ့မှာငါတက်တာတခုခံကိုဖောက်ထည့်ပြီးချက်ထားပြလိုက်ပါမယ်ရှင်ဒီနေရာမှာငါတက်တာကိုမချက်ပဲအသုံးပြုလဲရပါတယ်ရှင် ။မဖတ်တော့ရအတွက်ခုနကပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းလေးတွေကိုထည့်ထားပေးလိုက်ပါမယ်ရှင်။ အရသာအတွက်အချုံမောအနေငယ်ငပြရေးထမင်းစားစွန်းတစ်စွန်းငပြရေးထမင်းစားစွန်းနှစ်စွန်းခန့်နဲ့ငရုတ်တီအကြမ်းမောအနေငယ်ကိုလည်းထည့်ထားပေးလိုက်ပါမယ်ရှင်။ငရုတ်တီမုံကိုတော့ကိုယ်ဆက်စားနိုင်တဲ့လောက်ထည့်ထားပေးနိုင်ပါတယ်နော်။ပအောင်ပြစရာလုံးလည်းထည့်ထားပေးပြီဆိုတော့အရသာနှက်ဆက်သွားတဲ့အထီးနဲ့ထားပေးလိုက်ပါမယ်ရှင်။ ။တမရသည်နှစိခံကိုလည်းညှစ်ထည့်ပေးထားလိုက်ပါမယ်။ အရတာအတွက်အပေါငံကိုမြည်ကြည့်ပြီးလို့တလားဆက်ထည့်ပေးထားနိုင်ပါတယ်ရှင်ဗီဒီယိုလေးကိုအစားဆုံးကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အရတာရှိတဲ့စက်တာဖွဲ့ရတွေကိုတက်ဆက်ပေးသွားမှာဖြစ်လို့ပေးလေးကိုလည်းလမ်းအဖို့လူလေးလုပ်ပေးသွားကြပါအောင်ရှင်